အားလုံးမင်္ဂလာခင်ဗျာ market မှာဒီလိုကန်တဲ့မျိုးတွေ့ရင် ကျွန်တော်တို့ကဘာကိုဦးစားပေးရမလဲဆိုတော့ရောင်းဖို့ဦးစားပေးရမယ် okay id candlestick ကိုဘာလို့ခေါ်လဲဆိုတော့ကျွန်တော်တို့က shooting star လို့ခေါ်တယ်ဗျာ okay အဲ့တော့ဟိုဒီနေ့ကကျွန်တော်အာ tiktok မှာရော youtube မှာရောဒီ hama အကြောင်းကိုကျွန်တော်ရှင်းပြပြီးသားပြီဒီနေ့ကတော့ကျွန်တော်တို့ shooting star အကြောင်းကိုကျွန်တော်တို့ကြည့်ကြည့်အောင်ဗျာအဲ့တော့ hama နဲ့ shooting star ကဘာကွာလဲဆိုတော့ hama ကကြတော့ bullish candle ဖြစ်တယ်အဲ့တော့ အာဒီအဲဟမ်းမောက်တွေ့ရတယ်ကျွန်တော်တို့ကဝယ်ဖို့ဆောက်အောင်ပဲဒါပေမဲ့ဟမ်းမောက်တွေ့တိုင်းဝယ်လို့မရဘူးဆိုတဲ့အကြောင်းကိုကျွန်တော်ပြောထားတယ်။ဘာကြောင့်လဲဆိုတော့သူ့ရဲ့ price action ကိုတစ်ချက်ကြည့်အောင်ပဲဗျ။ဟုတ်ပြီနော်။အဲနောက်တစ်ခုကကြတော့အခုလက်ရှိအားကြတော့ကျွန်တော်တို့ shooting star အကြောင်းကိုပြောမယ်။ Okay ဟမ်းမောက်နဲ့ shooting star ကပြောင်းမြန်ဗျ။ဟုတ်ပြီနော်။ဟမ်းမောက်ကိုတွေ့ရင်ဝယ်မယ် shooting star ကိုတွေ့ရင်ရောင်းမယ်။ဟုတ်ပြီနော်။အဲတော့ shooting star မှာဆိုလို့ရှိရင်အပေါ်မှာဒီမှာပြထားတယ်အပေါ်မှာသူ့ရဲ့ share ရအရှိကြီးပဲဟုတ်ပြီနော်။အဲတော့အနည်းရောက်ကန်နေမဲ့ဖြစ်ဖြစ် ျွန်တော်တို့အစိမ်းအောင်ကန်တယ်သို့မဟုတ်အပြာအောင်ကန်တယ်ပဲဖြစ်ဖြစ်ကျွန်တော်တို့အကျုံးဝင်တယ်ဟုတ်ပြီနော်ဘယ်ကန်တယ်မဆိုကျွန်တော်တို့သုံးလို့ရတယ်ဒါပေမဲ့အနီအောင်အနီအောင်ကန်တယ်ဖြစ်ရင်ပို့ပြီးတော့ကျွန်တော်တို့ကဒါ powerful ဖြစ်တယ်ပေါ့နော် okay အဲ့တော့ဟိုဟိုနေ့ကကျွန်တော်တို့ hammer အတိုင်းပဲသူ့ရဲ့ characteristic ပေါ့နော် canastic pattern shooting star canastic pattern ရဲ့အဲကျွန်တော်တို့ဟိုဘလို shooting star can နေပါဆိုတာကိုဘလို့ကျွန်တော်တို့ recognize လုပ်မလဲပေါ့နော်ဟုတ်ပြီအဲ့တော့ ဟုတ်ပြီเนาะဒီ shooting star ကဘာမှပေါ်ရမလဲဆိုရင်ပထမအချက်အနေနဲ့ the price must be in an uptrend before it found အဲ့တော့ uptrend ရဲ့ထိပ်ဖြားမှာပဲပေါ်မယ် shooting star ဆိုတာဟုတ်ပြီเนาะ shooting star ဆိုတာက uptrend ရဲ့ထိပ်မှာပဲပေါ်မယ်ကျွန်တော်ပြီးရင် market မှာကျွန်တော်ပြပေးမယ်ဟုတ်ပြီเนาะအဲ့တော့ upper shadows or which should be to waste the body တဲ့ဟုတ်ပြီเนาะအဲ့တော့ဒီ shadow ကြီးကအပေါ်အပေါ် shadow ပေါ့ဗျာပြောမှဆိုရင်အပေါ်အမီးကဒီ body ရဲ့အနည်းဆုံးနှစ်ဆရှေ့အောင်ဟုတ်ပြီเนาะအဲ့တော့ ဒီဒီ body လေးရတိတိလေးဖြစ်ရမယ်ဒီ body ထက်နှစ်ဆဒီအမီရအ ਨੇ ဆုံးရှိရမယ်ဟုတ်ပြီနော်အဲ့တော့ဒီကျွန်တော်တို့ကဘာလို့လဲဆိုတော့ဒီအပေါ် spike ကဘာလို့ဆိုလို့လဲဆိုတော့ seller ရဲ့ rejection ဆိုလို့လား seller တွေအားကောင်းနေပြီဆိုတော့ဒီ seller ရဲ့ rejection ဆိုလို့လားပါ ဟုတ်ပြီနော်အဲ့အဲ့ဒါကြောင့်ဒီ shooting star ကိုမြင်ရင်ကျွန်တော်တို့ကရောင်းရမယ်ဆိုပြီးတော့ကျွန်တော်တို့ကသတ်မှတ်ထားတာပါဟုတ်ပြီနော်အဲ့တော့ selling pressure နဲ့အောက်က buying pressure ဘယ်သူကပုံများလဲဆိုတော့ buying pressure အောက်မှာမရှိဘူးတွေ့လား selling pressure ပဲအပေါ်မှာရှိနေတာဖြစ်တဲ့ကြောင့်ကျွန်တော်တို့ကရောင်းဖို့ပဲကျွန်တော်တို့ကဆုံးဖြတ်မှာဖြစ်ပါတယ် โอเคအဲ့တော့ဒီ shooting star ပေါ်လာပြီဆိုလို့ရှိရင်တော့ confirmation ရတော့လိုသေးတယ်ဟုတ်ပြီเนาะအဲ့တော့ confirmation ဒီ shooting star ပေါ်ပြီဆိုတာ ਨੇ တိုင်းပြီးတော့ကျွန်တော်တို့ကရောင်းလိုက်လို့မရဘူး confirmation လိုသေးတယ်အဲပြီးတော့ဘာ confirmation လိုဆို market action confirmation လိုသေးတယ်ဒီ market action ဘယ်ဘယ်နားမှာရောက်နေရလဲဟုတ်ပြီเนาะခုနကပြောလိုက်တဲ့ app trend ရဲ့ထိပ်ဆုံးမှာပေါ်နေရလား down ဟိုဒီ down trend ဆင်းပြီးတော့ retracement ယူရဲ့ app swing မှာ app swing ရဲ့ထိတ်မှာပေါ်နေတာလားအဲအဲ့လိုမျိုးတွေကျွန်တော်တို့ကကြည့်ရမယ်ပေါ့နော်ဟုတ်ပြီနော်အဲ့တော့နောက်ထပ်တစ်ချက်ကကြတော့ no lower shadow ဆိုတော့ very small shadow is okay တဲ့အဲ့တော့အာဆိုလိုတာဒီ shooting star မှာ out shadow လေးနည်းနည်းလေးပါရင်လည်းအဆင်ပြေတယ်ဟုတ်ပြီနော်ဟောနည်းနည်းရှေ့ွားရင်တော့အဆင်မပြေတော့ ဟုတ်ပြီနော်အဲအဲဆိုလိုတာကဒီဒီဒီ shooting star မှာအောက်မှာ body ရဲ့အောက်မှာ share root တိတိလေးပါရင်လေအဆင်ပြေနေသေးတယ်ဒါပေမဲ့ share root အရှည်ယူတော့မရဘူးဟုတ်ပြီနော် နော်အဲ့ဒါလေးရှိမယ်ပေါ့နော်အာဒါကတော့ the colors of the shooting star does not matter ပေါ့နော်ဒါကတော့ခုနပြောသလိုအပြာပဲဖြစ်ဖြစ်အပြာပဲဖြစ်ဖြစ်အဲကျွန်တော်တို့အနီပဲဖြစ်ဖြစ်ဟိုဆိုရာအစိမ်းပေါ့နော်ဒီမှာအစိမ်းလို့ပဲကျွန်တော်အမြဲတမ်းတ်မှတ်လိုက်တော့မပြအပြာလေးပဲပြောတော့အဲ့တော့အစိမ်းပဲဖြစ်ဖြစ်အနီပဲဖြစ်ဖြစ်ဟုတ်ပြီနော် shooting star ဆိုလို့ရှိရင်ဘာရောင်ပဲဖြစ်ဖြစ်ဒီလို characteristic တွေနဲ့ကိုက်ညီတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဘာလို့ရမလဲဆိုတော့ရောင်းလို့ရပြီ okay အဲ့တော့ကျွန်တော်တို့ကနောက်ထပ်ချက်ပုံစံလေးတစ်ခုကိုကျွန်တော်တို့ကြည့်ကြည့်အောင် ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ shooting star ကိုကျွန်တော်တို့ဒီမှာ market မှာ check ကြည့်ရဒီမှာ uptrend เนาะ uptrend ရဲ့အထိတ်မှာဘာပေါ်သွားလဲဆိုတော့ဒီမှာ shooting star လေးပေါ်သွားတယ်အဲ့ဒီအတွက်ကြောင့်ဘာဖြစ်သွားလဲဆိုတော့ကျွန်တော်တို့က shooting star ရဲ့အပေါ်မှာကျွန်တော်တို့ stop loss ပေးပြီးတော့အောက်မှာ entry ဝင်လိုက်တယ် entry ဝင်ပြီးတော့ကျွန်တော်တို့အောက်ကိုဆင်းသွားတယ်ပေါ့နော်အဲဒီမှာဆိုလို့ရှိရင်ဒီ support resistance level မှာ TV တနေရရှိမှာပေါ့ဗျာဟုတ်ပြီနော်ကိုယ့်ရဲ့ risk reward management နဲ့ကိုဟိုလွှဲပေါ့နော်ဒီမှာတော့ဒီပုံမှာတော့ဟောကျွန်တော် stop loss ကို shooting star အပေါ်မှာပေးတယ် entry ကိုတော့ပုံမှန်ဆိုလို့ရှိရင်တော့ကျွန်တော်တို့က အာပုံမှန်ကျွန်တော်တို့ဝင်နေကြတော့ဒီ shooting star ရဲ့အောက်မှာပဲ entry ကိုပေးပြီးဝင်နေကြတယ်ဝင်လိရှိတယ်ပေါ့နော်ကျွန်တော်တို့ပုံစံရတော့နော်သူကတော့ဒီမှာတော့ဒီ shooting star အောက်က bearish candle အောက်မှာသူက entry ကိုပေးပြီးတော့ဝင်လာတာတွေ့ရတယ်ပေါ့နော်โอเคအဲ့တော့ကျွန်တော် market ကိုတစ်ချက်သွားကြည့်ကြအောင်ပေါ့နော်တကယ် real market ကိုတစ်ချက် forest မှာရှိတဲ့ real market ကိုတစ်ချက်သွားကြည့်အောင်ဟုတ်ဒီမှာဆိုလို့ရှိရင် USD station ပေါ့နော် USD station မှာဆိုလို့ရှိရင်ကျွန်တော်อ๋อ landscape map ကိုပြောင်းလိုက်မယ်โอเค USC station မှာဆိုလို့ရှိရင်ကျွန်တော်ဒီမှာကြည့်ကြည့်အောင်โอเคဒီမှာဆိုလို့ရှိရင်ဘာ train လဲဆိုတော့ဒါကြီးอ่ะ ဓာကြီးက up trend ဟုတ်ပြီနော်ကျွန်တော်ဒီမှာတစ်ချက်လေးဆွဲပြမယ် sorry ဓာကြီးပေါ့နော်ဓာကြီးကဘာကြီးလဲဆိုတော့ကျွန်တော်တို့ up trend ဟုတ်ပြီနော် up trend ကြီးဆိုတော့ဒီမှာ trend နေ့တခုကျွန်တော်ဆွဲရမယ်နော်ဓာကြီးကဘာ trend လဲဆိုတော့ up trend ဟုတ်ပြီနော် up trend ရဲ့ဘာဘာပေါ်ရမလဲဆိုတော့ကျွန်တော်တို့ထိပ်ဖြားမှာပေါ်ရမယ်ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ shooting star တစ်ချောင်းတွေ့ဟုတ်ပြီနော်ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ shooting star တစ်ချောင်းတွေ့မယ်ဟုတ်ပြီနော်ဒီ shooting star လေးပေါ်လာပြီးတော့ဘာဖြစ်သွားလဲဆိုတော့ကျွန်တော်တို့ကဒီမှာဈေးရ ဟိုးအောက်ကိုကျွန်တော်တို့ကဆင်းသွားတယ်ဟုတ်ပြီနော်သူရဲ့ market price အရှင်ကိုလည်းကြည့်လိုက်လို့ရှိရင်ကျွန်တော်ကဘာလဲဆိုတော့ဒီမှာ horizontal support resistant level အရာဒီမှာဆိုလို့ရှိရင်နော်ဩဒီ shoulder support ပေါ်တိုင်းကျွန်တော်တို့က trade လို့မရအောင်နော်သူရဲ့ price action ပေါ့နော် အော်ကျွန်တော် horizontal support resistant trend line i plus candle ပေါ့နော်အဲ့လိုမျိုးကျွန်တော် trade ကြတာပဲအဲ့တော့ဒီမှာဆိုလို့ရှိရင် horizontal support resistant level line ဆိုမှဆိုရင်ဒီနေရာမှာပထမ touch တစ်ခုထိခဲ့တယ် ဟုတ်ပြီနော်ဒီမှာဆိုလို့ရှိရင်ကျွန်တော် line တစ် line ဆွဲထားတယ်ဒီမှာဆိုလို့ရှိရင်အဲပထမ dash တစ်ခုရှိထိခဲ့တယ်အဲ့ dash မှာကျွန်တော်တို့ကဘာရှိနေလဲဆိုတော့ကျွန်တော်တနည်းပြောရတယ် liquidity ရှိနေတယ်ဒါဆိုလို့ရှိရင် selling pressure ရှိနေတဲ့နေရာလေးပေါ့နော်အဲ့တော့ price ကဒီနေရာကိုရောက်တဲ့အခါမှာလေကျွန်တော်တို့ကဘာကျွန်တော်တို့အဲ့မှာ focus လုပ်ခဲ့တယ် focus လုပ်ပြီးတော့ဒီနေရာပြန်လာရောက်လာတဲ့အခါမှာကျွန်တော်တို့ကဘာလဲဆိုတော့အကြကန်နေဖြစ်တဲ့ shooting star ကအပြောင်းလေးပေါ်လာခဲ့တယ်ပေါ့နော်အဲ့မှာပေါ်လာခဲ့တဲ့အခါမှာကျွန်တော်တို့ entry ယူလိုက်တယ် entry ယူလိုက်ပြီးတော့သူ့ရဲ့ TP ကကြတော့ကျွန်တော်ပုံမှန်ဆိုလို့ရှိရင်ဒီလိုဒီလိုနေရာ၄ဒီလိုနေရာ၄ဒီလိုနေရာ၄ပေါ့နော်အဲ့ တော့ပေါ် support ဖြစ်ခဲ့တဲ့နေရာတွေမှာကျွန်တော်တို့က DP ရယူလေးယူလေးရှိတယ်ပုံမှန်ဆိုလို့ရှိရင် reserve raw ratio ကတဆနှစ်ဆယူလေးရှိတယ်ပေါ့နော်အနည်းဆုံးတော့နှစ်ဆယူလေးရှိတယ်ဗျအဲ့ပေါ်အဲ့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 ဒါကိုပြောချင်တာကကျွန်တော် shooting star ပေါ်တိုင်းဝယ်လို့မရပါဘူးကျွန်တော်တို့က ကြိုပြီးတော့ market ကိုကြည့်ပြီးတော့သူ့ရဲ့ price action ပဲ trend သွားနေလား down trend သွားနေလား up trend သွားနေလားသူ့ရဲ့ price action ကိုကြည့်ရတယ်ကြည့်ပြီးလို့ရှိရင်ကျွန်တော်တို့ support resistance line တွေကိုကျွန်တော်တို့က liquidity ရှိတဲ့နေရာတွေအားကောင်းတဲ့နေရာတွေကိုရှာပြီးတော့ကျွန်တော်တို့ကဆွဲထားရတယ်ဆွဲထားပြီးတော့မှသာအဲ့နေရာကို focus လုပ်ရင်းနဲ့မှသာဒီလို candle တွေပေါ်လာခဲ့တယ်ရှိတော့ကျွန်တော်တို့က entry ဝင်ရတာပါ okay ဒါဆိုလို့ရှိရင်တော့ shooting star နဲ့ပတ်သက်ပြီးတော့အော် shooting star ကိုဘယ်လို trade ရမလဲဆိုတဲ့ပုံစံနဲ့ shooting star ကို market မှာဘယ်လိုရှာရမလဲဘယ်လိုနေရာတွေမှာပေါ်လဲဆိုတဲ့အကြောင်းကိုဟိုကျွန်တော်တို့ ်ဟောတိလောက်ပြီးလို့ထင်ပါတယ်ကျွန်တော် YouTube channel ကိုလည်း subscribe လုပ်ပေးကြပါအောင်အားလုံးကျေးဇူးတင်ပါတယ်